ဒီဇလန်းလေးကကျမအမေရဲ့တကယ်ဖြစ်ရမယ်လူငယ်စားဇလန်းလေးမဟုတ်လို့ကျမစိတ်ပါလဲပါနဲ့ပထမဆုံးဝိတုရှင်လည်းဖြစ်တယ်လို့နောက်ဆုံးဝိတုရှင်လည်းဖြစ်ပါတယ်ရှင်ကျမစာဖတ်တဲ့သူတွေလည်းကျမစာဖတ်ပြီးတော့အခါကျကျမသွားတယ်လို့မျိုးသွားရအောင်ကျမဟိုမြင်ရတယ်လို့မြင်ရအောင်ကျမတက်ပုံလေးတွေလို့ဆက်ဆံနေခီးသွားသားမအောင်များများစပါရေးခဲ့ပါတယ်စာဖတ်တဲ့သူတွေလည်းချိန်လေးပေးရလေငွေလေးကုန်ရတယ်အဲ့ဒီတည်းတစ်ခုခုရင်ထဲမှာကျန်ကြအောင်ကျမအမြဲတမ်းရေးပါတယ်ကျမဝိတုရှင်တွေတိုင်းမှာလည်းကြည့်လို့ရပါတယ်ရှင်စာပေဆိုတာကဒါလူမျိုးတစ်မျိုးရဲ့ တိုးတက်မှုပြရောက်တဲ့ခုဖြစ်တဲ့အတွက်လူမဲမဲလူတိုင်းပေါ်မှာကြီးကြီးငယ်ငယ်မရွေးလူတိုင်းစာဖတ်ကြဖို့အရေးကြီးပါတယ်ကောက်ကောက် ျမနာမည်မာလာယုံဖြစ်ပါတယ်ရှင်ကျမကလွန်ခဲ့တဲ့15နှစ်လောက်ကထွက်ခဲ့တဲ့ရံပြံမဂ္ဂဇင်းမှာပါခဲ့တဲ့ကျမရေးထားတဲ့မဂ္ဂဇင်းမဂ္ဂဇင်းရှည်လေးပေါ့ဝတ္ထုရှည်လေးမဂ္ဂဇင်းဝတ္ထုရှည်လေးကိုခုမှစာဖတ်ပွဲလုပ်တာပါရှင်စာရေးသူစာဖတ်သူဆွေးနွေးပေးနေပါဒါကံမရလူဝင်စားဝတ္ထုလေးပါရှင် ဒီဇလန်းလေးကကျမအမေရဲ့တကယ်ဖြစ်ရမယ်လူဝင်စားဇလန်းလေးမို့လို့ကျမစိတ်ပါလဲပါနဲ့ပထမဆုံးဝိတုရှင်လည်းဖြစ်တယ်လို့နောက်ဆုံးဝိတုရှင်လည်းဖြစ်ပါတယ်ရှင်ကျမကဝိတုရှင်ရေးတမမဟုတ်ပါဘူးကျမကတမျက်နာဝိတုတမပါဆိုကျမအားရတာတမျက်နာဝိတုပါနောက်ပိုင်းမှာလည်းစက်တက်ရေးတာလည်းတမျက်နှာဝိထုတွေပါဖြစ်ပါလေရှင်။ဒါလေးကတော့ကျမအမေရဲ့စိတ်ဝင်စားစရာလူဝင်စားဖြစ်ရလေမလို့ကျမရဲ့တမိုင်းမှတ်တိုင်းမှာမှတ်တိုင်တစ်ခုစိုက်ခဲ့ခြင်းလို့ဒီဝိထုရှင်လို့ရေးပစ်ခဲ့ခြင်းဖြစ်ပါလေရှင်။ဝိထုတို့နဲ့ဝိထုရှင်ကကျမကတမျက်နှာဝိထု ရေးတာကတမင်နာကခေါင်းစဉ်အောက်မှာအကုန်လုံးဒိဗယ်တွေပေါ်သွားအောင်လို့ရေးရတဲ့ဝတ္ထုလေးဖြစ်ပါတယ်ဝတ္ထုရှိကကြတော့ဇလန်းစက်ကွက်က များလဲဆက်ကောင်းလဲများမယ်ဆက်အိမ်ရလဲခိုင်ခန့်ရမယ်ဆက်အိမ်လဲရှည်ရမယ်ပေါ့နော်အဲ့ဒါလေးကိုစကလုံးပြောင်ပြောင်မြောက်မြောက်ကလေးနဲ့အမှုပညာရတာမြောက်ဆိုတာရေးနိုင်ခြင်းကိုဝတ္ထုရှင်ရေးခြင်းကိုခေါ်ပါတယ်ကျမတကယ်စံနာတော့ဝတ္ထုတော့ပဲဖြစ်ပါတယ်ဒီနှစ်ခုနှစ်မှာလဲဆိုတော့2012ခုနှစ်ကနေစရေးပေးခဲ့ပါ2014ခုနှစ်ထိရေးခဲ့ပါတယ်2014ခုနောက်ပိုင်းမှာတော့မဂ္ဂဇင်းစာပေတွေကနည်းနည်းတိမ်မြုပ်သွားတဲ့အတွက်2018ခုနှစ်ကနေစပြီးဒီနှစ်ထိကို ဟိုလူမှုကွန်ရက်ဆာမျက်နှာမှာမှာကျမဝုထုရှင်ဝုထုတိုးတမျက်နှာဝုထုကြပြပေါင်းစုံကျမရေးသားခဲ့ပါတယ်ရှင်ကျမမေယာစိတ်တန့်ရေးတာရှိဖြစ်ပါလေရှင်။စာရေးဆရာမကြီးစိတ်တန့်ရေးတာရှိပါ။ကျမမေယာတက်60မှာရေးခဲ့တယ်လို့ကျမလည်းပဲငါလည်းမမေ့လောက်အသက်မကြီးသေးဘူး။ငါငါတက်58နှစ်မှာရှိသေးတဲ့ခါကျတော့ငါအမေလိုမျိုးငါစာရေးဆရာမတယောက်ဖြစ်အောင်လုပ်မယ်ဆိုပြီးစိတ်ကူးနဲ့ကျမရေးခဲ့ခြင်းဖြစ်ပါလေ။ကျမအားကြတာပထမဆုံးကျမရဲ့အမေပဲပေါ့နော်။ကျမအမေကတော့ကျမရဲ့လက်ဦးဆရာလို့ပဲခေါ်လို့ရပါတယ်။ဘာလို့ဆိုကျမအမေကိုကျမအားကြခဲ့တာလို့ ားကြရတော့ကျွန်မစာရေးဖို့ဖြစ်ခဲ့တာလေနောက်ပိုင်းကျွန်မစာဖတ်တာဒီများလာရင်ဘာသာတွေဖတ်များလဲဆိုကျွန်မမက်ဆန်နာတို့ဟိုဘွေးမြင့်နန်းတော်ရှိတို့နောက်ပြီးတော့ဟိုခင်ခင်ထူးခင်ခင်ထူးကိုကျွန်မအကြိုက်ဆုံးပါပဲဆိုခင်ခင်ထူးကိုဖတ်ပါတယ်အဲဒါကြောင့်တော်ရွာတော်တလေးဇလန်းလေးတွေကိုကျွန်မအရင်သဘောကျပြီးတော့နောက်ပိုင်းကျွန်မရေးတဲ့ဇလန်းတွေမှာတော်ရွာတော်တလေးဇလန်းလေးတွေများပါတယ်အဲကျွန်မကမှတ်မှတ်ရရဆိုတာကတော့ ခင်းသွားဆောင်မလေးတွေကျွန်တော်အရင်သဘောကျတယ်။ကျွန်မအခုနောက်ပိုင်းမှာဟိုနိုင်ငံဆုံဆုံသွားပြီးလေးလာခဲ့တဲ့အခါမှာသွားခဲ့တဲ့နေရာတိုင်းကိုကျွန်မကဟိုလေးလာထားခဲ့သမျှကိုလေကျွန်မလည်းတွေ့ရမြင်ရတယ်လို့ကျွန်မစာဖတ်တဲ့သူတွေလည်းကျွန်မစာဖတ်ပြီးတော့ခါကျကျွန်မသွားတယ်လို့မျိုးသွားရအောင်ကျွန်မ ဟိုမြင်ရတယ်လို့မြင်ရအောင်ကျွန်မတက်ပုံလေးတွေဝူးဝူးဆဆာနဲ့ခီးသွားဆာမကိုမြများဆဆာရေးခဲ့ပါတယ်ခီးသွားဆာမလေးကိုကျွန်မတိုက်နှစ်သက်ပါတယ်ရှင်တက်တီမဆာပေလောကရဲ့ရောက်တယ်ဆိုတာကတော့အရင်ခက်ခဲရတော့မရှိပါဘူးတုံးအားကတော့ကျွန်မအမေပါပဲကျွန်မအမေဆာလေးကိုဖတ်ပြခဲ့တယ်ကျွန်မဒီဆာရေးသူဖြစ်ခဲ့တာပါခက်ခဲတော့အများကြီးမရှိခဲ့ပါဘူးတမျက်နာဝုထုကကျမမဟေတီမဂ္ဂဇင်းမှာတမျက်နာဝုထုတို့အနေနဲ့ဆယ်ပုတ်လောက်တော့ကျမပါဝင်ခဲ့ပါတယ်ခုနောက်ပိုင်းမှာတော့လူမှုကွန်ရက်မှာလည်းကျမရေးခဲ့တယ်တိုင်ပွဲတွေမှာလည်းတမျက် တမျက်နှာဝတ္ထုတို့လေးနဲ့တိုင်ပွဲမှာစုတွေရခဲ့ပါရှင်ဆစ်ဆက်ပြီးတော့ကျမကစာဖတ်တဲ့သူတွေလည်းအချိန်နဲ့ပေးရလေငွေလည်းကုန်ရတယ်အဲ့ဒီတွေတခုခုရင်ထဲမှာကြံကြောက်ကျမအမြဲတမ်းရေးပါတယ်ကျမဝတ္ထုတွေတိုင်းမှာလည်းကြည့်လို့ရပါတယ်ရှင်ကျမရေးလိုက်တဲ့ဝတ္ထုတိုင်းတပုတ်တိုင်းတပုတ်တိုင်းတွေမှာဖတ်သူရင်ထဲမှာတခုခုကြံခဲ့အောင်ကျမစေတနာထည့်ပြီးရေးခဲ့ပါတယ်နောက်ပိုင်းမှာလည်းကျမ2026ခုနှစ်ကျမရဲ့80 68 58နှစ်ပြည့်မွေးနေ့မှာလည်းကျွန်မဝိတုတို့ပေါင်းချုပ်နဲ့ကျွန်မလူမှုကွန်ရက်မှာရေးခဲ့တဲ့စာအုပ်လေးစုပြီးတော့မှကျွန်မဝိတုတို့ပေါင်းချုပ်စာအုပ်ထုတ်ဖို့ရည်ရွယ်ထားပါတယ်ရှင်။ဟိုခေကဟိုခေကပေါ်နော်ခေကလူတွေရဲ့အကြောင်းလေးတွေနောက်ပြီးတော့တောရတလေးတွေနောက်ပြီးတော့ဟိုအဲ့ပေါ့အဲ့တုန်းကလည်းဟိုဥပဒေအကြောင်းလေးတွေနောက်ပြီးတော့ဟိုဒီလူဝင်စားဇလန်းလေးပေါ့စိတ်ဝင်စားဖို့ရာလေးပေါ့နော်အဲ့ဒါလေးစာဖတ်သူပြင်းနဲ့ကျန်နေအောင်ကျွန်မရေးသားခဲ့ပါတယ်။ ရှိပါတယ်ကျွန်မဆက်ပြီးရေးပါအောင်မယ်ဒီဝိတုတိုဝိတုခြေကနေပြီးတော့လုံချင်းဝိတုဖြစ်အောင်ကျွန်မစူးစမ်းဆက်စူးစမ်းရေးပါအောင်မယ်ရှင်ဒီစာပေလောကတွေကိုအသက်ကြီးသူပဲဖြစ်ဖြစ်ငယ်သူပဲဖြစ်ဖြစ်ရွယ်သူပဲဖြစ်ဖြစ်ဓာတ်တဲ့လူတိုင်းကိုကျွန်မလေးလေးစားစားနဲ့လက်ကမ်းကြိုနေမှာပါမသိတဲ့လူတွေကျွန်မသိအောင်သင်ပေးပါမယ်မတတ်သေးတဲ့လူတွေကျွန်မတတ်အောင်သင်ပေးပါမယ်စာပေဆိုတာကဒါလူမျိုးတစ်မျိုးရဲ့ တိုးတက်မှုပြရုပ်တစ်ခုဖြစ်တဲ့အတွက်လူမျက်မျက်လူတိုင်းပေါ့ကြီးကြီးငယ်ငယ်မရွေးလူတိုင်းစာဖတ်ကြဖို့ရည်ကြည်ပါတယ်စာဖတ်မယ်ဆိုလို့ရှိရင်ဒါလေ့လာမှုအားလည်းကောင်းတယ်လို့ဟိုအုံနောက်ကလည်းခံစားမှုများပြီးတော့အုံနှလုံးသားကလည်းခံစားမှုများပြီးတော့စာရေးဖို့အထိအဆင်ထိဖြစ်သွားစေနိုင်တဲ့အတွက်စာရေးဖို့အလို့ကိုတော့ဒီကြီးကြီးငယ်ငယ်လူငယ်မရွေးလူကြီးမရွေးရေးဖို့အတွက်ကျွန်မတိုက်တွန်းချင်ပါတယ်ရှင်ခုနပြောသလိုပဲပေါ့ဒီလောကမှာလူဖြစ်လာခဲ့ပြီဆိုလို့ရှိရင်เนาะဟိုတိုးတက်ဖို့အတွက်ကိုယ်အတွေးအမြင်ကျေဖို့အတွက် လောကကြီးထဲမှာကိုကောင်းကောင်းမွန်မွန်နေထိုင်ဖို့အတွက်ဒီစာဖတ်ခြင်းစာရေးခြင်းအလုပ်ကအင်မတန်အရေးကြီးလို့ကျွန်မထင်ပါတယ်။ဆင်ဒါကြောင့်မလို့ဟိုဒီတောင်းသားလူငယ်လေးတွေပဲဖြစ်ဖြစ်လူငယ်လူကြီးတွေပဲဖြစ်ဖြစ်စာဖတ်ကြပါစာရေးကြပါလို့ကျွန်မတိုက်တွန်းလိုပါတယ်ရှင်။